ဆင်းရဲသားဘဝကနေဟွန်ဒါရဲ့ခေါင်းကိုက်ဖခင်ဖြစ်လာသူဂျပန်နိုင်ငံဟာမမတ်စုမျိုးအနီကဆင်းရဲတဲ့လက်သမားဖခင်နဲ့ရခိုင်ပညာရှင်မိခင်တို့ကနေမွေးဖွားလာတဲ့စွိုင်းချီဘွန်ဟွန်ဒါဟာငွေစင်ကလေးကဆော်ဘီစီးတွေအပေါ်ထူးခြားတဲ့စိတ်ဝင်စားမှုရှိခဲ့သူပါသူဟာစာသင်ခန်းထက် စပိုင်းဆိုင်ရာမဂဇင်းတွေကိုပို့ဖတ်ပြီးစပီးစီးတွေကိုဖြုတ်တက်လို့ရတာပို့ပြောတဲ့သူပါအသက်16နှစ်1922ခုနှစ်မှာတော့ပညာသင်ကြားရဖို့ရတန်းခဲ့ကတူချိုကိုသွားပြီးအရှူခိုင်းလို့ခေါ်တဲ့ကားပြင်ပိုင်းမှာအလုပ်တင်အဖြစ်ဝင်လုပ်ခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးသူ့ရဲ့ဇွဲနဲ့ကြိုးစားမှုတွေဟာထင်ရှားလာတယ်ပါတယ်နေဘက်မှာအလုပ်တင်လုပ်ပြီးညဘက်မှာရွှေပြောင်းအလုပ်သမားအဖြစ်လှုပ်လှုပ်ခဲ့ရတာကြောင့်အဲ့ချိန်တော့မရှိခဲ့ပါဘူးဒါပေမဲ့1923ခုနှစ်မှာဖြစ်ခဲ့တဲ့ Great Canton လာလင်ကြီးကသူ့အတွက်အခွင့်အလမ်းဖြစ်စေခဲ့ပြီး ပြည်စည်းနေတဲ့ကားတွေကိုပြန်မြင်ပေးတာကနေဝင်ငွေကောင်းကောင်းစတင်ရခဲ့ပါတယ်။ဒီလိုနဲ့1928ခုနှစ်မှာမူလာအက်ရှုကန်ရဲ့လက်အောက်ခံအဖြစ်ဟာမမက်စုမှာကိုပိုင်ကားပြင်ဆိုင်ခွဲကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။သူဟာကားပြင်ရုံနဲ့မရဘဲ1934ခုနှစ်မှာ Pisa Retro Loyi လုပ်ငန်းကိုပါစတင်ခဲ့ပေမဲ့ပထမဆုံးထုတ်ကုန်တွေကို Toyota ကိုရောင်းဖို့ကြိုးစားချိန်မှာအရေးသေးမမီလို့ငင်းပယ်ခံခဲ့ရပါတယ်။ဒါပေမဲ့ Honda ဟာအရှုံးကိုလက်မခံခဲ့ပါဘူး။ ူကကြာရှုံးမှုဆိုတာကိုပိုကောင်းတဲ့နီလန်းကိုပြန်ဆဖို့ပဲလို့ယုံကြည်ခဲ့သူပါ။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းစစ်ရုံတွေပြစီခဲ့လို့1945ခုနှစ်မှာသူ့လုပ်ငန်းကိုတိုယိုတာစီရောင်းချလိုက်ရတဲ့အထိအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။စစ်ပြီးခင်ဂျပန်မှာစီရှားပါနေချိန်မှာဟွန်ဒါဟာစွန့်ပစ်ထားတဲ့စီဂျင်ပစ္စည်းတွေနဲ့အင်ဂျင်တွေကိုအသုံးပြုပြီးစပီးမှာအင်ဂျင်တက်စင်ပေါ်စိတ်ကူရခဲ့ပါတယ်ဒီလိုနဲ့1948ခုနှစ်မှာငွေရည်တဲ့အင်ဂျင်နီယာတအုပ်ဖြစ်သူတော်တဲတို့ဖူဂျီဆာဝါနဲ့ပူးပေါင်းပြီး ကမ္ဘာ့ဂျွန်ဟွန်ဒါမော်တော်ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။သူတို့ရဲ့ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Type A မော်တော်စက်ပြီးကို1949ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ဒီကနေစပြီးဟွန်ဒါရဲ့အောင်မြင်မှုလမ်းကြောင်းဟာပိုမိုတိုးတက်လာခဲ့ပါတယ်။1958ခုနှစ်မှာမင်းဆက်ခဲ့တဲ့စူပါကပ်ဟာဆိုရင်ကမ္ဘာတဝန်းမှာအယောင်ရဆုံးမော်တော်ယာဉ်ဖြစ်လာခဲ့ပါတယ်။1963ခုနှစ်မှာဟွန်ဒါ D360 Tracker နဲ့ S500 အားကစားကားတွေထုတ်လုပ်ခဲ့ပြီးကားလောကထဲဝင်ရောက်ခဲ့ပါတယ်။ 1992ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့စီပိတ်ကားမော်ဒယ်ဟာအမေရိကန်ဈေးကွက်မှာအောင်မြင်မှုကြီးစွာရခဲ့တဲ့အပြင်1980ပြည်နှစ်မှာပထမဆုံးဂျပန်ကုမ္ပဏီအဖြစ်အမေရိကန်မှာကားထုတ်လို့ရေးစက်ရုံကိုတည်ထောင်နိုင်ခဲ့ပါတယ်။ဟွန်ဒါရဲ့အောင်မြင်မှုပြိုဝဲချက်ကတော့ရိုးရှင်းပါတယ်။သူဟာကြာရှုံးတာပုံမကြောက်တဲ့စိတ်ဓာတ်နဲ့အမားကနေတင်ကားစာယူပြီးပိုကောင်းတဲ့နီလန်းကိုပြင်ရှာမယ်လို့ယုံကြည်သူပါ။ဒါအပြင်လက်တွေလှုပ်ဆောင်မှုကိုအလေးထားပြီးစမ်းသစ်တီထွင်မှုကိုအမြဲဦးစားပေးခဲ့ပါတယ်။ စွမ်းရှိလိုဟွန်နာဟာကုမ္ပဏီမှာအရေးပါဆုံးအခြေအနေကိုဖျက်ဆီးပြီးတဲ့နောက်1983ခုနှစ်အသက်68နှစ်အရွယ်မှာအတူပူးပေါင်းတည်ထောင်ခဲ့တဲ့တာကင်းတို့ဖူဂျီဆာဝါနဲ့အတူကုမ္ပဏီမှာအနားယူခဲ့ပါတယ်။အနားယူပြီးနောက်မှာတော့ဟွန်နာဟာစံတစ်တီထွင်မှုနဲ့အင်ဂျင်နီယာပညာရပ်တွေအတွက် စုတစိမ်များသောဘုဆက်လက်ရရှိနေခဲ့ပါတယ်။ဥပမာအားဖြင့်1989ခုနှစ်မှာ Automotive Head of Fame မှာပထမဆုံးဂျပန်လူမျိုးအဖြစ်ထည့်သွင်းကုန်ယူခံရပါတယ်။ ဖရန်ချီလိုဟွန်နာဟာ1992ခုနှစ်အသက်84နှစ်အရွယ်မှာအသက်ရှူလင်ရောက်ဆိုင်ရာယောဂနဲ့ကွယ်လွန်ခဲ့ပါတယ်။သူ့ရဲ့ကွယ်လွန်ခြင်းမှာ Honda Motor Company ဟာကမ္ဘာအကြီးဆုံးမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေထဲကတစ်ခုအဖြစ်ခိုင်ခိုင်မာမာယက်တည်နေမိတာဖြစ်ပါတယ်။သူ့ရဲ့ဝါဇလန်ဟာစီးရဲတဲ့နောက်ခံကနေစတင်ခဲ့ပြီးမဲ့ဇွဲလုံးလားလက်တွေကျဉ်းသုံးမှုနဲ့စမ်းသစ်တီထွင်လို့တဲ့စိတ်ကတူကြောင့်ကမ္ဘာအဆင့်မီစီးပွားရေးအင်ပါယာတစ်ခုကိုတည်ထောင်နိုင်ခဲ့တဲ့အမခန်စွန်စားကန်တစ်ခုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်